TFIA အလီဒါတယောက်အနေနဲ့ပေါ့ဗျာအာကျွန်တော်တို့ဒီမှာမောချစ်တာတိုက်30နဲ့လေးတိုက်ကလေးကြောက်ပြူချမှုနဲ့ပတ်သက်ပြီးတော့ပါဒီနေ့၄ရက်ပြောက်နေ့ပါအလုတ်တပိုင်းရာထိုင်းအလုတ်တပိုင်းရာဝူကြီးထတာလာတဲ့အခါပါပေါ့နော်အာဒီထိုင်းရောက်ရှိပြပါလေဒီမှာအလုံးလုံးနေတဲ့သူတွေကတချို့ကအထောက်တားရှိတယ်တချို့ကအထောက်တားမရှိဘူးလို့သိရတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပါပေါ့နော်ဒီပတ်ကတ်စကုတ်ကိစ္စတွေရောက်တော့ပါအဲဒီပေါ့ဟိုပြန်လဲပြီးတော့ပါအဘကတ်ဘူးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပါ ဘာ feedback ပြပေးသွားလဲမသိပြဘူးအဲ့ဒါလေးပြောပြပေးပါဦး။ဟုတ်ကဲ့ပါခင်ဗျာ CMA ပေါ့နော်ကျွန်တော်ထိုင်းမြန်မာစကားပြန်ပါတာပြန်ပြအသင်းအနေနဲ့ဒီနေ့ထိုင်းဆိုရဒီကိစ္စမှာဒီ36ပေါ့နော်ဒီတိုက်ပြတဲ့ကိစ္စမှာလာပြီးစကားပြန်ဖြစ်ပေါ့နော်လာပြီးကုညီဆောင်ရွက်ပြီးနေတဲ့အချိန်မှာဒီနေ့ထိုင်းနိုင်ငံရဲ့အလုပ်သမားရေးဝန်ကြီးပေါ့နော်ဝန်ကြီးရဲ့ပြီးရင်အတွင်းဝန်ရဲ့ပေါ့လာပြီးတော့အလုပ်သမားတွေနဲ့တွေ့ဆုံနေနေရမှာအမတရားဝါနေပြီးတော့ပေါ့နော် အချက်သုံးချက်အချက်နှစ်ချက်မိတယ်ပေါ့ပေါ့နံပါတ်1ပေါ့ဒီတိုင်းဒီတိုင်းမှာရှိတဲ့အခုတိတ်ဆုံးသွားတဲ့အလုပ်သမားတွေကသူတို့နင်းနာကြရမယ်သူတို့ယော်ကြေးရတယ်ဆိုလို့ရှိရင်သူတို့ကြားနေရတာတွေရှိတယ်ပေါ့အဲ့ဒါဘယ်လိုလဲဆိုလို့ရှိရင်ခိုင်းဆိုးရအချိန်ဆွဲပြီးတော့ပေါ့နော်အရစ်ကြနေပေါ့နော်ဖြစ်ဖြစ်ချင်းပေးနေတယ်အဲ့ဒါသူတို့မှဒါထုတ်တဲ့သူတွေပဲဖြစ်ဖြစ်ဒီမှာဆောက်ပဲယူရတဲ့သူပဲဖြစ်ဖြစ်ပေါ့နင်းနာမှုတွေရှိတယ်ပေါ့ပုံကြစိတ်တွေရှိတယ်ပေါ့နော်အဲ့အဲ့ဒါကဘယ်လိုလုပ်ပေးမှလဲအဲ့လိုမျိုးဖြစ်တယ်ဆိုရင်ဘာမှတိုင်ကြလို့ရလဲပေါ့နော်နောက်ပြီးတော့ အဲပြီးတော့ဒီနောက်ပြီးတော့နံပါတ်နှစ်အချက်ကတော့ဒီတရားမဝင်အလုပ်သမားတွေရောဘယ်လိုရောရေးရမှာလဲဘယ်သူကတောင်းရင်ယူမှာလဲပေါ့နော်အဲ့ဒီအချက်မျိုးွားတဲ့အဲပုံမှာဝင်ကြီးကတော့နံပါတ်1အချက်ကိုဒီလိုဖြည့်သွားပါတယ်ဥပမာနံပါတ်1အချက်ကအဲတကယ်လို့အဲ့ဒီအလုပ်သမားကတရားဝင်စာရွက်စာတမ်းရှိတယ်လူမှုကုလုပ်ကုလုပ်ရေးရှိတယ်ဆိုလို့ရှိမှာနော်ထိုင်းနိုင်ငံရဲ့ဥပဒေအတိုင်းပေါ့နော်အဲဟိုထုတ်လို့ထုတ်ယူလို့ရပါတယ်ပေါ့နော်ထုတ်ယူလို့ရတယ် နှလုံးနဲ့တခဲတဲ့ပဲဖြစ်ဖြစ်အရေးချပဲဖြစ်ဖြစ်ဥပဒေကတတ်မှတ်ထားတဲ့အတိုင်းထိုင်းနိုင်ငံသားမိတူပေါ့နော်ဒါခံစား권ရှိတယ်ထုတ်ပြလို့ရတယ်အဲတကယ်လို့အဲ့အဲ့တော့ပြဿနာအခက်အခဲရှိတယ်ဆိုလို့ရှိရင်ဌာနဆိုင်ရာဒီပကံဆောင်ကုန်ရုံးကိုလည်းတွားပြီးတန်ကြားလို့ရပါတယ်တိုင်းပြီးဆွေးနွေးလို့ရပါတယ်ဒါမှမဟုတ်ရင်အလုပ်သမားကြီးဝင်ကြီးဌာနဒင်းတဲ့ရပါပေါ့နော်ရုံးချုပ်လည်းတွားပြီးတန်ကြားလို့ရပါတယ်ပေါ့နော်အဲနံပါတ်1ပေါ့နံပါတ်1ကတရားမဝင်အလုပ်သမားတွေကိုဘယ်လို ကြော်ကြီးပေးမလဲဘယ်သူကတာဝန်ယူမလဲပေါ့ညနာကြီးပေါ့နော်အဲ့အမကတာညနာကြီးတွေဆုံဆုံညနာကြီးတွေဘယ်သူကပေးမလဲဆိုလို့ရှိရင်အဝန်ကြီးချုပ်ကိုယ်တိုင်ကလည်းထိုင်းနိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်ကလည်းပြောထားပြီးပေါ့နော်ဒီသူတို့ငားတယ်ပေါ့နော်အလုံရှင်နေရပေါ့နော်အဲ့ဒီဒီတိဆောက်ကိုတာဝန်ယူရမယ်လို့အတိအကျပြောထားပြီးဖြစ်ပါတယ်ပေါ့နော်အဲ့လိုမျိုးဖြေသွားပါတယ်ဟုတ်ကဲ့ပါအခုလိုပြောတာထားရောက်ရှိပြပါတယ်ပြည်ကြည့်နေတဲ့ဒါကျွန်တော်တို့အကြောင်းတရားပေါ့နော်ဒီအဘကကြေးကိစ္စတွေကို ဒါရှိရှိလင်းလင်းတိတိကျကျပြည်တွင်းပြည်ပမိဘကြီးကိုပေါ့တော်ပါတွေအပြည့်ထားရောက်ရှိပြပါတွေအားလုံးအတွက်ဘ ഹു တုဒပြေဝအောင်ဒါကျွန်တော်တို့ပြောပြပေးတဲ့ TFIA ကအခုအထူးပဲကျေးဇူးတင်ရှိပါတယ်ခဗျာ